အတို့ပါ33ရက်နေ့ညမမြင်ရတော့သူတွေနဲ့ဖြစ်စေမြင်ရသူများနဲ့လည်းဖြစ်စေဘလို့အကြောင်းကြောင့်လောလောဆယ်မှာအရန်ကိုစိတ်ဝင်စားမှုအပြည့်အဝကိုရှိတဲ့ဒီရုပ်ရှင်ပုံစံမျိုးဒီတရေသားပုံစံမျိုးတွေနဲ့ဒီ Halloween ကဘလို့စတင်လာခဲ့တာလဲမေ့ရလို့မရတဲ့နေ့တွေနဲ့ဖြစ်ပြီးတော့ဒီနောက်ွယ်ကအမှန်လျားတွေကိုဒီနေ့ကျွန်တော်ပြောပြပေးသွားမှာမယ် you can see that. ေဆစ်လက်ဗီမျိုးတွေဟာရာခိုင်နှုန်းနှစ်2000ခါကြာရှိခဲ့ပြီးတော့မှဒီကျေးဇူးတော်ဆိုင်ရာဒီစင်လာထဲကဆိုင်ဝင်းဆိုတဲ့ဒီအခမ်းအနားတွေကိုကျင်းပခဲ့ကြပါတယ်ဆိုင်ဝင်းဆိုတာကဒီ summer angle ဆိုလိုတဲ့နေရာဒီအဆောင်မှာဆိုတဲ့အတိတ်ပဲနဲ့ဒီရာဒီအသေးရက်တွေကိုစတင်ထပ်ပေါ်လာပြီးတော့ဒီဆောင်းရာဒီရဲ့အကူဆောင်းရာဒီရဲ့အစရောက်တဲ့ချိန်ပဲဖြစ်ပါတယ်ထို့သူဒီစစ်လက်လူမျိုးများကဒီအသက်ရှင်သူတွေနဲ့ဒီအသက်မရှိတဲ့သူတွေရဲ့အနေမျိုးတွေကိုပိုင်းခြားပြီးတော့ခွာဟမှုတွေ ကိုအချိန်တန်တွတ်တက်မြဲအချိန်ဟောက်တို့တွေကယူဆယုံကြည်ကြပါတယ်ဒီဆောင်ရောက်ရှိလာတဲ့ရာသီကိုကြိုးဆိုခြင်းထိုချိန်ကအမှောင်ပိုင်းတစ်စိတ်တစ်ပိုင်းအဖြစ်မြင်တွေ့ခဲ့ကြပါတယ်ထို့ကြောင့်တိမသေးသူများ၏အဖြစ်ပြက်များနဲ့စိတ်ဓာတ်တစ်ခုတည်းဖြစ်ခဲ့ပါတယ်ဒီဆဲလက်မျိုးတွေကအသက်ရှင်နေတဲ့တို့အနေနဲ့မြင်ရတာမမြင်ရတာဆိုတာကစကားဝိုင်းအနေနဲ့ဆွေးနွေးဖို့လည်းဖြစ်ပါတယ်မနေ့ကတည်သွားတယ်ဆိုတော့နောက်ရက်တွေမှကျတော့အဖော်နေကြတယ်မလားအဲ့လိုအယူဆတွေနဲ့ပဲ သူတို့တွေလည်းယုံကြည်ချက်တွေရှိခဲ့ပါတယ်ပြီးတော့ဒီပွဲတော်တွေကိုပြုလုပ်ပြီးတော့မှဒီမျိုးဆောင်တို့အဝတ်အစားတွေကိုဒီတွင်နာပြုတ်တရံပုံစံများဖြင့်ဒီလိုစိတ်ရောဂါနဲ့ဒီစိတ်ထပ်ပအနေဖြင့်ဒီဩဇာရှိမှုများထမ်းချောက်ရာအတွက်လည်း သူတို့တွေကတည်ရောခဲ့ပါတယ်ပြီးတော့ဒီခရစ်ယာန်ဘာသာတမားများကလည်းဒီဆိုးဘက်ယဉ်ကျေးမှုတွေကိုတလေတံပိုးအစ်စ်တစ်ခုကိုတင်ကြတာပြုပြီးတော့မှဒီ600စုနဲ့14ရာစုအတွင်းဒီနိုဝင်ဘာ10ရက်နေ့မှာထပ်ဆောင်တက်မှတ်ခဲ့ကြပါတယ်အရင်ချိန်ကဆိုအာဟလိုအီဝန်ဆိုတာကတေသူများအထူးမှဝေါ်မြောက်တဲ့ညဆိုတော့ဒီမိဘတလေတွေကနေတလေတစ်တွေအဖြစ်အခုဟောလိဝမ်အဖြစ်ဖွဲ့စည်းလာတဲ့ပေါင်းရိပ်များလည်းရှိလာကြတယ်19ရာစုနှစ်အထိဒီဟောလိဝမ်ဒီအမေရိကန်ကနေအေရီယာများ ားစီတို့ကျူးကျော်လာစပြီးတော့မှဒီကလေးများရတဲ့ sick or sick ဆိုတဲ့တည်ရင်ချင်းမှုအဖြစ်စတင်ခဲ့ပါတယ်ပြီးတော့မီလောင်ပွဲတော်များ မေးဖြစ်ကောင်းကိုလောင်စေခြင်းပြီးတော့ဒီကြံခေပတ်ပြီးတော့မေးလောင်ခြင်းတို့သည်ဒီလိုဟာလီဝဲညားများအတွက်ချက်သွန်းခဲ့တဲ့နီလာများပဲဖြစ်ပါတယ်ပြီးတော့မျက်နှာဖုံးတွေမျက်နှာဖုံးချင်းအသွင်ပြောင်းဝှစ်ဆင်ခြင်းစသည်ဒီမျက်နှာမမြင်လို့သူများအတွက်ဒီမှန်မှားသောစိတ်ဖြာသူများနဲ့မမြင်ရသူများကိုစိတ်မထိခိုက်စေရန်အနုပညာတစ်ခုထပ်ပေါ်ခဲ့တယ်အရင်တော့ဆိုဒီရှိခေပြည်တိုင်ပြည်နယ်များအတွင်ကလေးများကိုတိုင်ပြည်တိုင်တွားလည်ကြတယ်သူတို့ကမောက်တေးလေးများကိုဆော့ခိုက်ကိုတောင်းခံကြပြီးတော့မှ ပြန်လည်အနေနဲ့ဒေဆောင်သူများအတွက်စူတောင်းပေးခဲ့ကြပါတယ်ဒီလိုနဲ့ပဲနေ့ရစုများ ကျော်လာတဲ့အခါမှာတော့အဲ့ဒီအနုပညာနီလန်းကပြောင်းလဲသွားပါတယ်ပြီးတော့ The Trick of Street ဟာစာကြာနယ်ကနေတစိလူရင်ကျိမှုထဲကိုဝင်ရောက်လာခဲ့ပါတယ်ဒီပမနာစသည်ဖြင့်ဒီအတိအယက်နဲ့ဆိုင်တော့ရွေးရသလေးများလဲဒီဆိုင်ဝင်းနဲ့ပေါင်းဆက်သွားခဲ့ကြပါတယ်ယနေ့ခေတ် Hollywood တွေကလေးများတွေအတွက်ချစ်စရာပြိုင်ပွဲတွေပြီးတော့ဘွဲ့ပေးနေတွေပြီးတော့မိတ်ဆွေတွေအတွက်ပွဲနဲ့ပျော်ရွှင်ရေးနေ့တည့်ရက်ဖြစ်လာခဲ့တယ်ပြီးတော့ဒီရင်ကျိမှုတွေအတွက်အမှောင်နဲ့အတက်မြင်ရတဲ့နဲ့မမြင်ရတဲ့ကြားဆိုတဲ့ဒီ တဘောအကျန်းကိုဆက်လက်အသုံးပြုနေကြပါတယ်။တမန်ရဆွေတော့သူတို့ကဒေဆောင်သူတွေကိုမမေ့မလျော့ပဲနဲ့ဒီအသက်ရှင်သူနဲ့ဒီဒေဆောင်သူရဲ့ကြားတရက်ဆိုတဲ့ကျိုးကိုအခုလဲတခါတည်းအမှကြီးညာနေစေပါပဲတချို့များတော့ဟောလီဝမ်ဒီလူရင်ကျင်းမှုရဲ့အပြန်လန်ဘာမှမဟုတ်တဲ့တဘာဝပေါင်များပြီးတော့ရုပ်ရှင်လက်ရာကာတွင်းတွေဖက်ရှင်တွေလည်းဖြစ်လာခဲ့ပါတယ်ပြီးတော့ဒီပူပေါင်းသားတွေရင်ကျင်းမှုတွေကို အထင်မြင်မတူညီမှုများလဲအချို့တွေကဒီစာဟင်းကိုမျိုးစုံအရာအပေါ်ယံဟုပြောကြပြီးတော့မယောင်ကြပါဘူးဒီခရစ်ယာန်မြတ်အယူဆမှုနဲ့ပေါင်းဆက်ခြင်းကိုအတဲကျလောက်ဆောင်ချက်ဆိုတဲ့အမြင်များလဲရှိခဲ့ပါတယ်ဒီစင်လာတွေဟာတခါတလေမှာအထွေထွေရှင်းလင်းမှုမရှိဘဲပျောက်ဆုံးသွားခြင်းပြီးတော့ပေါ်တော်များကအေးသွေးပြတ်တောင်းသွားခြင်းအခုရဲ့ဟောလိဝုဒ်ရဲ့ဆက်ဆဲချက်တစ်ခုဖြစ်လာခြင်းပဲဖြစ်ပါတယ်လူတွေဟာမကောင်းဆိုးဝါးမှုတွေကိုထိုင်လာကြပြီးတော့မှဒီဆိုးရွားမှုကိုသင်မှတ်မဖြစ်အောင် ဒီမျက်နှာဖုံးတွေဝတ်ပြီးတော့တံပေါင်းများနဲ့အတန်ကိုဖြတ်ပြီးတော့ဒီမကောင်းတဲ့ကိစ္စတွေကိုမနှေးလာအောင်အားစားကြပါတယ်ကြာလာတာနဲ့အမျှ ဖက်လက်မှုကပျော်ရွှင်မှုအဖြစ်ပြောင်းလဲသွားပါတယ်ဒီမကောင်းဆိုးဝါးအမှောင်နဲ့ဒီမျက်နှာပေါင်းတတ်ထားတဲ့လူတွေရဲ့ဒီပျော်ရွှင်စရာတောင်းတဲ့အခါနာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီဟောလိဝုဒ်ကကလေးတွေအတွက်မီးလောင်ပွဲတစ်ခုချစ်စရာပွဲတစ်ခုတာမကလူတွေရဲ့ရင်ကျေးမှုနဲ့အမှောင်ဝဲချမ်းနဲ့မမြင်ရတဲ့ကြားရှိဆွဲချက်တစ်ခုဖြစ်လာပါတယ်တမိုင်းလမ်းကြောင်းတွေကဖြစ်စဉ်တွေကိုမေ့မလျော်တော့ပဲအမြန်တိတစ်ခုနဲ့စဉ်းစားလိုက်မယ်ဆိုရင်ဒီရိုးရမှကြားရတဲ့ဒင်ကန်းစာတွေကိုရရှိနိုင်ပါတယ်ဒီလိုအမှောင်ပဲချမ်းက ဒလေးတွေထဲမှာဟောလိဝမ်တွေဘလုံးနေရာယူထားကြတာလေဒီဖစ်ပေါ် YouTube ရဲ့စာမျက်နှာထဲမှာတင်မြင်တွေ့နေရတဲ့ဒီဟောလိဝမ်ရဲ့အနေထားနဲ့စတိုင်တွေကိုတင်ဘလုံးမြင်ပါတယ်ကွန်မန့်မှာရေးပေးခဲ့ကြပါဦးဟောဒီနေ့ကတော့ဒီဟောလိဝမ်ရဲ့ရင်ကျေးမှုဒလေးအစိတ်အပိုင်းကိုကျွန်တော်ပြောပြတော့တာပဲဖြစ်ပါတယ်ဟာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ